ားလုံးမင်္ဂလာပွဲ AC ကနေပြန်လည်ပြီးတော့ကျေလိုလိုက်ပါခင်ဗျာဒီကောက်ပြိတ္တိအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီကောက်ဦးတင်ရတော့ပထမဦးဆုံးခြေလမ်းတည့်ရနေနေတာကျွန်တော်တို့ပင်ပေါင်းကိုခွင်နိုင်ခဲ့တယ်ဟောလားပင်ပေါင်းလည်းဆိုခုဆိုရင်ကျွန်တော်တို့ဒါဆစ်ဆစ်ချက်ခံနေပြီးတော့မကြမီလိုက်ပိုင်းတင်းချိန်ချင်းမှလည်းကျွန်တော်တို့ဒါဒီကောက်ဦးတင်ရတရားဝင်ကစားသမားဖြစ်ကြီးညာသွားမယ်လို့လည်းဒီနေ့တချို့မှာပေါ်ပြတယ်တချို့သတင်းတွေမှာတော့ကျွန်တော်တို့ဒီရဒီကြောင်းရှိသေးကစာဖွင့်တော့မှာ အသိပေးသွားမယ်ဆိုပြီးတော့လည်းတတိယနေ့မှာပေါ်ပြရတာကျွန်တော်တို့တစ်ခုအားရတာပေါ့နော်ကျွန်တော်တို့လီဗာပူးတင်းရဆိုလို့ရှိရင်ဒီနေ့ချန်ပီယံဖြစ်ထားတဲ့အတင်းပေါ့နော်ဒါပေမဲ့ချန်ငါတို့ချန်ပီယံဖြစ်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့အေးဆေးမနေပဲနဲ့အခုလှုပ်ရှားရှိတဲ့လုပ်ကိုဟိုမြန်မြန်ဆန်ဆန်နဲ့လုပ်နေခြင်းအားဖြင့်ကျွန်တော်တို့လီဗာပူးဖန်လေးအတွက်တော့အယောင်အားရရောအယောင်ကိုအကျင့်လိုက်ရပါတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့အတင်းရဆိုလို့ရှိရင်ဒီအပီမှာဒီလောက်နဲ့ ချိန်နဲ့မနေပဲနဲ့ပေါ့နော်နောက်ရဒီမှာဒီချက်မကကောင်းအောင်ပြီးတော့အခုလက်ရှိချန်ပီယံဆိုတဲ့ဂုံကိုဆက်ပြီးတော့ထိန်းသိမ်းထားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အချို့နေရာတွေမှာဖြည့်တင်းဖို့လိုပါတယ်သွေးတက်လောင်ဖို့လိုပါတယ်လိုအပ်တဲ့အတိုင်းပဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါပထမခြေလမ်းတည်းအနေနဲ့တော့စခဲ့ပြီးရောဒုတိယခြေလမ်းတည်းအနေနဲ့အခုကျွန်တော်တို့ဒီနေ့ပရင်းလေးမှာတွေ့ရတယ်တော့ကျွန်တော်မြောကကန်းနဲ့ပုပ်ကိုရသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့နာမည်ကြီးတင်ဝက်ဆိုက်တွေမှာပေါ်ပြထားတာကျွန်တော်တို့တွေ့ပါတယ်တကယ်တော့ဟို ီဥစ္စာလည်းကျွန်တော်တို့လောကကံနဲ့လည်းနမယ်ထွက်လာကြာပြီတော့နောက်ပြီးတော့ဟိုမှာတော့ကျွန်တော်တို့ဒါပင်ပောင်ဟိုကျွန်တော်ဒီပါဘူးတင်ရဒီဆေးဆေးဆက်ခံစားနေတရားဝင်ဒီပောင်35တန်းဒီပါဘူးရှင်တင်ကိုပေးချေပြီးတော့ဒီပါဘူးကိုရောက်လာပြီးဆေးဆက်ချက်ခံယူနေပြီးပြီးတော့ဒါပထမဒီပါဘူးရဲ့ပထမပြည့်မတ်တစ်ခုတော့ပြီးသွားနောက်ထပ်ဒုတိယပြည့်မတ်နေနဲ့ဒါကျွန်တော်တို့ဒီပါဘူးရှင်ရဲ့ကစားသမားပြီးတော့ဘုံမောက်ရဲ့ ဘယ်နောက်ခံလို့ပေါ့နော်မြေလောကကပ်ကိုတို့တို့ချိတ်ဆက်ဖို့အတွက်ဆောင်ရွက်နေပြီဆိုတော့ဒါရိုမန်နိုကပေါ်ပြလာတဲ့တင်လဲကြောင့်မြေလောကကပ်နေဒါလိုက်ဝင်ပြီးတော့တို့ဟိုဟာလိုက်လိုက်ဝင်ပြီးသွားခဲ့ပေါ့နော်ဒါတော့လဲရိုမန်နိုကပြန်လဲပြီးတော့ပေါ်ပြလာကျွန်တော်ဒီကိစ္စကိုကြည်ကြားပြီးမြေလောကကပ်နေနဲ့ဒါဘူးတင်းအောင်အမှန်တကယ်လာခြင်းနေတယ်စိတ်ဝင်စားနေရဆိုတော့ကျွန်တော်တို့ဟိုအဲ့ဒီချိန်ကတော့သိရတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့မြေလောကကပ်ကဆိုရင်ဒီဘူးတင်းနဲ့ ပုဂ္ဂိုလ်ကြီးကဘောတုညီမှုရရှိခဲ့ပြီဆိုတော့ဒီနေ့မှာပေါ်ပြရတာတကယ်လို့မြောကကတ္တာလူတော်မူတင်ရခေါ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘုံမောက်ကိုပေါင်45တန်းကျော်ကြီးပြရမယ်ဆိုပြီးတော့လေတရင်နမကြီးတရင်ဝဆိုင်မှာပေါ်ပြရတာကျွန်တော်တို့တွေ့ရပါတယ်။အဲကျွန်တော်တို့လက်ရှိပေါ့နော်အရကနာအန်ကိုထွက်ခွာပြီးတဲ့အချိန်မှာမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ညာနောက်ခံကစားသမားတယောက်ကိုမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ခေါ်ယူနိုင်ခဲ့ပြီးတော့ဒါဒုတိယ တော်တို့ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်ဒီဟာဒီမှာရောဘတ်ဆန်နဲ့စီမီတက်ကိုရောဘတ်ဆန်ကလည်းအသက်ရွယ်ပိုင်းကြီးကကြဘက်ကိုရောက်လာတဲ့အနေအထားမှာဆိုလို့ရှိရင်တော်တို့စာကျုပ်သက်ပြန်ကိုဆုံးဖို့ကလည်းတော်တို့တိတ်မကြံတော့ဘူးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါဒီနေရာမှာစားထုတ်ဖို့လိုအပ်နေကြရဲ့ဖြစ်ပါဒီနေရာမှာဆိုလို့ရှိရင်တော်တို့ဒီရဲ့ရောဘတ်ဆန်ရဲ့ဘတ်ကနေနဲ့တော်တို့ဒါစီမီကတ်တော့ရှိတယ်ပေါ့နော်စီမီကတ်ရှိရဆိုရင်စီမီကတ်ကကျွန်တော်တို့ဒါကွဲပြီးဘိုင်းဆိုင်ရရတော့အဲ့လောက်ကြီးအဲ့လောက်ကြီးတော့ကျွန်တော်တို့ ပြောမယ်ဆိုလို့ရှိရင်ဟိုတချို့အရေးကြီးတဲ့ပွဲတွေမှာဆိုလို့ရှိရင်အဲ့လောက်ကြီးတော့အသုံးမဝင်ဘူးပေါ့။သူ့နေရာနဲ့သူတော့ကျွန်တော်အလဲလက်တန်းစားပလေယာတယောက်ဖြစ်တဲ့အတွက်တချို့ရံဖယ်ရံခါဒီလိကပ်ပွဲတွေဘာပွဲညာပွဲတချို့ပွဲတွေမှာအသုံးအသုံးဝင်နေပေါ့နော်။ဒီရဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစကားသမားတွေလုံလောက်မှုမရှိတဲ့အတွက်ကျွန်တော်တို့ချန်ပီယံလိရဆိုစောစီထွက်ခဲ့ရာကျွန်တော်နမူနာယူရမှာဖြစ်ပါတယ်။နောက်ရဒီမှာကျွန်တော်တို့ဒါယူရဘူးတင်းနေတဲ့အခု ဒီလောကကနေပုဂ္ဂိုလ်ကြီးဆိုင်ရာရဘောတူကြီးကိုရရှိခဲ့ပြီဆိုပြီးတော့တရင်းနေမှာကျော်ပြရလို့တခြားသောကစားသမားတွေနဲ့လည်းဒါဆက်ပြီးတော့တရင်းနေထွက်နေတာလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်လူပါဘူးတင်းရဲ့အခုလိုငင်းငင်းဆဆန်းလှုပ်ဆောင်နေမှုပေါ်ကျွန်တော်လူပါဘူးဖန်တယောက်အနေနဲ့အရန်ကိုဝမ်းသာပါအရန်ကိုလည်းကျွန်တော်တို့ကျေနပ်ရပါတယ်ဒီကိုအနေနဲ့တော့ဘလိုမျိုးထင်လဲပေါ့နော်ကောမန်ပေါ့မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်လူပါဘူးနဲ့ပတ်သက်တဲ့ဇင်းပြောင်းရတွေအများနဲ့တင်ဆက်ပေးသွားမှာဒီလိုကျွန်တော်ရဲ့ channel လေးလည်း like and subscribe လုပ်ပြီးတော့မြင်လိုက်ရခဲ့မှာညာ ကျွန်တော်လီဂါဝူးတင်းချစ်လို့လီဂါဝူးနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်ပြောရတဲ့အချိန်မှာလိုအပ်ချက်တွေပါခဲ့မယ်ဆိုရင်ကျွန်တော်နားလည်ပြီးပါလို့ကျွန်တော်ညက်တဲ့ရခင်ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ